မင်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ KNU ရဲ့မူဝါဒနဲ့ policy တွေကိုလိုက်နိုင်ရန်အတွက်ဩဂရဟောင်းမူဒူးဆေးဖို့နဲ့ဘရိုရွှေမောင်းတို့ကအချိန်ချင်းသတိပေးခဲ့ပြီးမယ်လဲ။မလိုက်နာခဲ့တဲ့အတွက်အပြေးတိုင်ထုတ်ပယ်လိုက်ပါရယ်။မြမအရေးဖြစ်ရှင်းရေးအတွက်မလေးရှားနိုင်ငံကလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံကဆက်လက်ကင်တွယ်သွားမယ်လို့အာဆီယံဩဂရတဲ့ဖိလစ်ပိုင်နိုင်ငံသားရဲ့ဝန်ကြီးက ပြောတဲ့သတင်းပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခေတ်တဲ့နေ့ကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ကရင်မျိုးသားစီယွန် KNU ဘိုးကချက်မှတ်ထားတဲ့မူဝါဒနဲ့ policy တွေကို လိုက်နာဖို့အတွက် ဩဂရဟောင်းဖြစ်တဲ့မူထူးဆေးဖိုးနဲ့ဘရိုရှင်မောင်းတို့ကိုအကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့လည်းမလိုက်နာခဲ့တဲ့အတွက်အဖွဲ့ဝင်အဖြစ်ကနေအပြေးတိုင်ထုတ်ပယ်လိုက်တယ်လို့ KNU ဘို့အလုံးမှုဆောင်လည်းဖြစ်ပြောရဆိုခွင့်ရှိသူလည်းဖြစ်သူဘရိုဆော့တော်နီးကရကုန်ခစ်တစ်ကိုပြောပါရတယ်။ KNU ဩဂရဟောင်းမူထူးဆေးဖိုးနဲ့ဘရိုရှင်မောင်းတို့ဟာ၁၈ကြိမ်မြောက်ကွန်ကရစ်ကလေးက ပြန်လည်အရွေးချယ်ခံရခြင်းမရှိတော့ဘဲ KNU ရဲ့တာမန်အဖွဲ့ဝင်တွေ ဖြစ်တာရှိခဲ့တာဖြစ်ပေမဲ့လည်း KNU ဘဟုကချက်မှတ်ထားတဲ့မူဝါဒနဲ့ policy တွေကိုအကြိမ်ကြိမ်ချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ဘရိုဆော်တိုနီကပြောပါရယ် အဲ့လိုချိုးဖောက်ခဲ့တဲ့အတွက်အချင်းချင်းသတိပေးခဲ့ပေမဲ့လည်းဆက်လက်လိုက်နာခြင်းမရှိတဲ့အတွက်အစည်းအဝေးခေါ်ယူဆုတ်ဖြတ်က KNU ရဲ့တာမန်အဖွဲ့ဝင်အဖြစ်ကနေပါအပြေးအတန်ထုတ်ပယ်လိုက်တာဖြစ်တယ်လို့လည်းဆိုပါရယ်မူတူးစေဘိုးနဲ့ဘရိုရှင်မောင်းတို့ကို KNU အဖွဲ့ဝင်အဖြစ်ကနေထုတ်ပယ်လိုက်တာဟာလည်း NCA စနစ်ပြေပွဲတော်တက်ခြင်းတစ်ခုတည်းကြောင့်မဟုတ်ပဲအချင်းချင်းသတိပေးမှုတွေကိုမလိုက်နာဘဲဖောက်ဖြတ်ခဲ့တာကြောင့်ဖြစ်တယ်လို့ဘရိုစော်တော်နီကပြောပါရယ် KNU အနေနဲ့လည်းလက်ရှိစစ်အာဏာ တဲ့စစ်တပ်နဲ့ညင်ချင်းဆွေးနွေးဖို့အကြောင်းရှိပဲစစ်တပ်ကပြုတ်လုံမဲ့ရွေးကောက်ပွဲကိုလည်းလက်မခံကြောင်းတရားဝင်သတင်းထုတ်ပြန်ထားပါရရှင်ဒီကမှာတော့မြမအရေးဖြစ်ရှင်းရေးတွေအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကလှုပ်ဆောင်ခဲ့တဲ့လမ်းကြောင်းကိုအခြေခံကဆက်လက်ကင်တွဲဆောင်ရွက်သွားမယ်လို့အာဆီယံဥက္ကဋ္ဌတဲ့ဖိလစ်ပိုင်နိုင်ငံရဲ့ဝန်ကြီးကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ18ရက်နေ့ကပြုတ်လုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုလိုက်တာဖြစ်ပြီး အာဆီယံဥက္ကရာသစ်အနေနဲ့အာဆီယံဥက္ကရာဖြစ်တဲ့မလေးရှားနိုင်ငံရဲ့လုပ်ငန်းစဉ်တွေအတိုင်းဆက်လက်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါရယ်အထူးသဖြင့်စစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ကကင်တွဲဖြစ်ရှင်းသွားမယ်လို့လည်းထုတ်ဖော်ပြောဆိုလိုက်ပါရယ်မလေးရှားနိုင်ငံကအာဆီယံဥက္ကရာပြည်တာဝန်ယူစဉ်က ထိတွေ့ဆက်ဆံမှုပေါင်း190လောက်လှုပ်ဆောင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံအနေနဲ့လည်းထူထောင်ပြေးသားလမ်းကြောင်းပေါ်မှာဆက်လက်အလုပ်လုပ်သွားမှာဖြစ်တယ်လို့ဖိလစ်ပိုင်ရဲ့အမြင်နဲ့ယက်တီချက်တွေအတိုင်းလဲဆက်လက်လှုပ်ဆောင်သွားမယ်လို့ဖိလစ်ပိုင်နိုင်ငံသားရဲ့ဝန်ကြီးကပြောပါရယ်စစ်တပ်ရွေးကောက်ပွဲနဲ့အာဆီယံမှာရေရှည်အထူးတန်တမန်ထားရှိရေးကိစ္စကိုလာမယ့်ဇန်နဝါရီလမှာကျင်းပမယ်အာဆီယံနိုင်ငံသားရဲ့ဝန်ကြီးများအစည်းအဝေးအတွင်းဆွေးနွေးသွားမှာဖြစ်တယ်လို့လည်းအာဆီယံနိုင်ငံသားရဲ့ဝန်ကြီးကထုတ်ဖော်ပြောဆိုထားပါရယ်အဲဒီလိုမှာတော့အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံကမြန်မာစစ်တပ်ကပြု လုံမဲ့ရွေးကောက်ပွဲကိုအာဆီယံအဖွဲ့အနေနဲ့လေ့လာစောင့်ကြည့်သူ စေလွတ်မှာမဟုတ်ဘူးလို့လည်းတရားဝင်ထုတ်ပြန်ပြောဆိုထားပါတယ်ရှင်။ဘဂဝါဒန်တပုတ်ကိုကြည့်အောင်ပါ။ဘဂိုးတန်းညောင်လေးပင်မြို့နယ်တိုက်ပွဲမှာတေသွားတဲ့ဘူကြီးဇော်လင်းမောင်ကိုဘုံမူးရာတို့တိုးပေးပြီး အာတုဘချခွင့်ပြုခဲ့တယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့အော်တိုဝါလာ၁ရက်နေ့ကဘကိုးတိုင်းညောင်လေးပင်မြို့နယ်မှာ KNL ဥဆောင်တဲ့တော်လင်းတက်တွေနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်တပ်ရဲ့စစ်ကြောင်းမို့ဗိုလ်ကြီးဇော်လင်းမောင်မှာကြည်ထိမှန်ကတေသွားခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတေသွားပြီးရဲ့နောက်မှာစစ်တပ်ကသက်စွန်ကြိုးပမ်းဆောင်ရွက်မှုဂုံပြူလာပေးအပ်ပြီးဘုံမူရာရူးကိုတိုးပေးခဲ့တာလည်းဖြစ်ပါတယ်။ကြံရစ်သူမိမအတွက်ခန်းစားခွင့်ကိုလည်းဘုံမူရာရူးရဲ့အရာရှိတွေရဲ့ခန်းစားခွင့်တွေအတွင်းရရှိမှ ှာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အလားတူမကွေးတိုင်းကံကောမြို့နယ်ကအကြက်ပဲစစ်တပ်ရဲ့အမှတ်နဲ့ရွှေပင်ယာဂိတ်စကန်ကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာလဲစစ်ဗိုလ်တအူးဟာတေသွားခဲ့တယ်လို့ရောကာကွယ်တပ်စစ်တပ်ရော ဥဆောင်ကော်မတီ WDF ကပြန်ကြိုင်းတော်ဝန်ခံကိုနေကရန်ကုန်ခေတ်တစ်ကိုပြပြပါရယ်။နိုဝင်ဘာလ15ရက်ကဂံကောမြို့နယ်ကျောမြို့ကပ္ပစာ23ဆက်ယုံသွားရလန်းကစစ်တပ်ရဲ့အမှတ်နှစ်ရွှေပင်ရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အင်အား20ခန့်ရှိတဲ့စစ်တပ်ဂိတ်ကိုတော်လဲတဖွဲ့တွေကဝန်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်။အဲဒီတကယ်မို့အတွဲမှာအကြက်ပဲစစ်တပ်ဘက်ကစစ်ဖို့ဆရာချမ်းဆိုသူဟာတေသွားခဲ့တာလည်းဖြစ်ပါရယ်ရှင်။ ဒီတကမှာတော့အကျန်းဖက်စစ်တပ်ကချင်းပြင်းနယ်အတွင်းကို ထိုးပေါက်ဝင်ရောက်ဖို့အတွက်စစ်ကြောင်းထိုးလာတာကိုချင်းတော်လိုင်းတပ်တွေနဲ့မဟာမိတ်တော်လိုင်းတပ်တွေကပူးပေါင်းခုခံတိုက်ခိုက်ခဲ့ကြရမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားပြီးစစ်တပ်ဘက်ကဗိုလ်မှူးဗိုလ်ကြီးအပါအဝင် တရာဝန်းကျင်ထေသွားခဲ့လို့ချင်းပြည်အစိုးရကာကွယ်ဝင်ထဏာကသတင်းထုတ်ပြန်လိုက်ပါတယ်ချင်းမျိုးသားတပ်မတော်နဲ့ဒေသနဲ့ကာကွယ်တပ်ဖွဲ့တွေနဲ့ဖွဲ့စည်းထားတဲ့ချင်းလန်းအစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းတင်နေစစ်ကြောင်းနှစ်တော့ကအကြမ်းဖက်စစ် တပ်ကိုကလေးမြို့နယ်၊ကံကောမြို့နယ်၊ဖလန်းမြို့နယ်နဲ့တီးတိမ်မြို့နယ်တို့မှာတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။ချင်းဆိုရတပ်ဖွဲ့ရဲ့စစ်ကြောင်းတစ်က VGOP PDF ၊ကျောင်းသားတပ်မတော် ABSDF ၊ PDF ခရိုင်တပ်ရင်းတွေ ပကဖရရောဂါခွဲတိုင်း 1DS စတဲ့မဟာမိတ်တပ်ဖွဲ့တွေနဲ့လက်တွဲကကလေးမျိုးနဲ့ကံကောမျိုးအကြားမှာစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကလေရင်နဲ့ drone တို့ကိုအားပြုပြီးတိုက်ခိုက်နေပေမဲ့လည်းချင်းအစိုးရတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့တွေရဲ့တိုက်ခိုက်မှုကြောင့်စစ်တပ်ဘက်ကဗိုလ်မှူးပိုကြီးအဆင့်ရှိတဲ့အရာရှိတွေအပါအဝင် အင်အားတရာခန့်ဟာချိန်မုံနိုင်ခဲ့ပြီးစစ်တုံးမှန်တချို့ကိုလည်းဖမ်းဆီးရရှိခဲ့တယ်လို့လက်လက်ခရမ်းတွေလည်းတင်းဆဲနိုင်ခဲ့လို့လည်းသိရှိရပါတယ်။အဲလိုအထိနာသွားတဲ့အကြမ်းဖက်စစ်တပ်ဟာနိုဝင်ဘာလ6နေ့ကနေနိုဝင်ဘာလ18ရက်နေ့ထိလေကြောင်းကနေအကြင်ကြင်ဘုံကျဲတခတ်မှုတွေလုဆောင်ခဲ့လို့လည်းသိရပါတယ်။အလားတူချင်းလန်းအစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းနှစ်ကချင်း National Defense Force CNDF PDF ဇိုလန်စတဲ့မိဖက်အဖွဲ့တွေနဲ့တူဖလန်းမျိုးနဲ့ဝေဘူးလာမျိုးအကြားမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တိုက်ခတ်ခဲ့သလိုတီးတိမ်မျိုးနဲ့ခန်ကန်းမျိုးအကြားမှာလည်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေရလို့လည်းသိရပါရရှင်မန္တလေးရတဲ့တဲ့ဘောက်ကိုကြည့်အောင်ပါ မန္တလေးတိုင်းတောင်သာမြို့နယ်မှာအကြမ်းဖက်စစ်တပ်တပ်ဆွဲထားတဲ့နေရာနဲ့စစ်ကြောင်းကိုတိုက်ခတ်ရမှာစစ်တပ်ဘက်က10ဦးဟာတေသွားခဲ့လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့ Scorpion PDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်နိုဝင်ဘာလ9ရက်နေ့မနက်9:00နာရီကျော်လောက်မှာတောင်သာမြို့နယ်အတွင်းမြင်းချံညောင်ပခုတ်ကိုလမ်းပိုင်းတမိုက်တာကျွရမှာတက်ဆွဲပြီးပြည်သူတွေကို အနိုင်ကျင့်နှိပ်စက်တပ်ဖြတ်တာတွေ အတင်းအဓမ္မပေါ်တာဆွဲတာတွေလှုပ်ဆောင်နေတဲ့မြင်းကျန်တီတာယူမွန်ပြူစောတိအဖွဲ့နဲ့အကျန်းဖက်စစ်တပ်တို့ပူးပေါင်းထားတဲ့အင်အား60ခန်းကို တော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲအတွင်းမှာအကျန်းဖက်စစ်တပ်ဘက်က9ဦးဟာသေသွားတာဖြစ်ပြီး6ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpion PDF ကတာဝန်ရှိသူတို့ကပြောပြပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာမြင်းကျန်ဘက်ကတက်ကိုလာတဲ့အကျန်းဖက်စစ်သားတွေကိုမင်းကြိုရွာနဲ့ ကြာပို့ရွာတို့ကိုဝင်ရောက်ဝင်နောက်ပြီးကြာပို့ရွာကပြည်သူ၁၅ဦးကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လည်းသိရှိရပါတယ်။နိုဝင်ဘာလ9ရက်နေ့မွန်လွယ်ဆက်နိုင်ခံမှာလဲတမိုက်တာကျေးရွာကစစ်တပ်ဂိတ်စခန်းကိုတော်လန်တဖွဲ့တွေကထပ်မံသွားရောက်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်တပ်ဘက်က3ဦးဟာထိသွားပြီးလေဟွာထိကက်တံရရရှိခဲ့လို့လည်းသိရှိရပါတယ်။အဲ့ဒီကိုရဲ့နေ့မှာပဲမြင်းကြံတောင်တာလမ်းပိုင်းကိုအကြမ်းဖက်စစ်တပ်ကအင်အား300ခန့်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက် တောင်တာမြို့အနောက်ဘက်ကတန်လန်းဂိတ်ကိုတော်လန်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်သား2ဦးဟာထပ်မံတိုက်ဆုံခဲ့ပြီး2ဦးဟာထိခဲ့ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါဗျ။အဲဒီကိမှုကို တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpion PDF ညောင်ခရံတရင်အမှတ်9နဲ့မြင်းကြံခရံတရင်အမှတ်3တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါဗျ။ ်လက်ရှိမှာတော့တောင်တာမြို့နယ်မှာစီရီတင်းမာနေတာကြောင့်အချိန်မရွေးတိုက်ပွဲတွေဖြစ်ပွားလာနိုင်တဲ့အတွက်ပြည်သူတွေသတိပြုသွားလာနေထိုင်ကြဖို့မြစ်တာရက်ခံလိုက်တယ်လို့လည်းတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာဝန်ရှိသူကပြောပြပါရတယ်။အလားတူသခိုင်းတိုင်းပလဲမြို့နယ်မင်းတိုင်ပင်နဲ့နှောကန်ကြားအကြမ်းဖက်စစ်တပ်အထံချတက်ဆွဲထားတဲ့ကာကင်းဂိတ်ကိုလည်းဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်သားတအူးဟာတေသွားခဲ့တယ်လို့ရင်းမာပင်ခရံတရင်လေးကတာဝန်ရှိသူကပြောပါရရှင်။ ဒီတစ်ခါမှာတော့ဘကိုးတိုင်ကျုပ်ပင်ကောင်းမြို့နယ်မြို့လယ်ချောင်းရကင်းကိတ်ကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်တပ်ဘက်ကနှစ်ဦးဟာတေသွားခဲ့တယ်လို့တရင်3ရှစ်တညတက်တခွဲ9တာဝန်ခံဘုံမိုးတိကရန်ကုန်ခေတ်သစ်မီဒီယာကိုပြပြပါရတယ်။မနေ့ကနိုဝင်ဘာလ17ရက်နေ့မနေ့အစောပိုင်း၄နာရီလောက်မှာ ဂျိုးပင်ကောင်မြို့နယ်ရှမ်းကွင်းကျေးရွာအုပ်စုမြို့လယ်ချောင်းရဲကင်းဂိတ်ကိုတော်လန်တပ်ဖွဲ့တွေကဝန်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲတိုက်ခိုက်မှုအတွင်းမှာအကြက်ပဲစစ်တပ်ဘက်ကမျက်မြင်နှစ်ဦးဟာသေသွားခဲ့တာဖြစ်ပြီးစစ်တပ်ကင်းဘုံနဲ့လည်းပြစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့လို့လည်းသိရပါတယ်။ဒီတိုက်ခိုက်မှုကိုတာရီခန်တရင်383တတခွဲ9ကရဲဘော်တွေကလုဆောင်ခဲ့တာဖြစ်ပြီးထိခိုက်မှုရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်းဗိုလ်မှူးသီးကပြောပါတယ်ရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ပဲခူးတိုင်းညောင်လေးပင်ခဲမူးမြို့နယ်မှာအကြက်ပဲစစ်တဲ့ခမရ981တရင်ကစစ်မှုတန်းတပ်သားတဲ့3ဟာအလင်းဝင်ရောက်လာခဲ့လို့ KNU ဘိုဟုကသတင်းထုတ်ပြန်ထားပါတယ်။ဒွေမာလာ16ရက်နေ့မှာမူးမြို့နယ်အကြက်ပဲစစ်တပ်ရဲ့ခမရ981တရင်ကစစ်မှုတန်းတပ်သားတဲ့3ဟာ ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်၈စီကိုချိတ်ဆက်ပြီးအလင်းဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။စစ်မှုထမ်းတပ်သားတဲ့သုံးမှာအသက်25နှစ်အရွယ်ရှိတဲ့မောင်တန့်စင်ထွန်းအသက်23နှစ်အရွယ်ရှိတဲ့ကျော်စင်ထွန်းနဲ့အသက်24နှစ်အရွယ်ရှိတဲ့ပြည်စုံထွန်းတို့ကိုအကြမ်းဖက်စစ်တပ်က အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းဖို့အတွက်ပေါ်တာဆွဲဖမ်းဆီးထားတာလည်းဖြစ်ပါတယ်။ အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရတဲ့တပ်သားတွေအနေနဲ့နီးစက်ရာတော်လဲအဖွဲ့တွေစီကိုလက်လက်ချအလင်းဝင်ပူပေါင်းကြဖို့အတွက်လည်း KNU ဘဟုကရင်မျိုးသားစီယုံကတိုက်တွန်းထားပါတယ်။အလားတူကြောက်ကြီးမျိုးနယ်မှာလည်းအော်တိုဘာလ15ရက်ကကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်6စီကိုအကြမ်းဖက်စစ်တပ်ရဲ့ခလရ85တရင်က ပြည်သူစစ်မှုတန်းတပ်သားတွေဖြစ်ကြတဲ့ကြော်စီရာတေဟနိုင်အောင်မျိုးအိုးစီသူဟဲမောင်မောက်တန်းနိုင်ဦးနဲ့ဇေယာထတ်တို့ခုနှစ်ဦးဟာအလင်းဝင်ရောက်လာခဲ့ကြပြီးတန်းနိုင်ဦးနဲ့ရာဇာထတ်တို့ဟာစစ်မှုတန်းတပ်သားတဲ့အဖြစ်ရောင်းစားခံရတာဖြစ်တယ်လို့သိရပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ။